ားလုံးပဲမင်္ဂလာပါဒီနေ့ဂျွန်လ23ရက်နေ့မှာသတင်းမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေထည့်ကနေပြီးတော့ပထမဆုံးကျွန်တော်တင်ပြချင်တဲ့အကြောင်းအရာကတော့မန္တလေးတိုင်းပြည်ဥရေမှာ1995ခုနှစ်ကမြမမြေထားမြေပေါ်မှာသူတို့ကဒီအကြီးပိုင်းတွေကိုစကားဆရဲ့အကြီးပိုင်းတွေဘုံချုပ်တွေကိုဘုံမှုတွေဘုံချုပ်တွေသူတို့အတွက်ဈေးခန်းတွေဖွင့်ပေးတဲ့အရင်တော့ပေါ့1995ခုနှစ်မှာဆိုတော့ အဲ့ဒီဆေးခိုင်းနေကုန်နေပြီတော့တဖြည်း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 နဲ့ပြီးသူလူထုတွေကဝယ်ကြတယ်နော်ဝယ်ကြတယ်သူတို့ရောင်းကြတယ်အခုဒီစကတ်စကတ်လူတွေကနေပြီးတော့ဒီဘိုလ်ချုပ်တွေဘုံမှုတွေဒီအရာရှိတွေကအဲ့ဒီဆေးခိုင်းနေကုန်ရောင်းတယ်ရောင်းတဲ့အခါကျတော့ပြီးသူလူထုတွေဝယ်တယ်နော်ဝယ်တဲ့အခါကျတော့အခုကျတော့သူတို့လက်ထက်မှာမရှိတော့ဘူးနော်အဲ့ဒီဆေးခိုင်းတွေကသူတို့လက်ထက်မှာမရှိတဲ့အခါကျတော့ပြီးသူပိုင်တွေဖြစ်ကုန်တယ်သူပိုင်တွေဖြစ်ကုန်တဲ့အခါကျတော့အဲ့ဒီဆေးခိုင်းပေါင်း90နဲ့6ခန့်ကုန်နေပြီးတော့ ဒီစက္ကစကအကုန်ဖျက်သိမ်းခိုင်းတယ်ဆိုတဲ့ဟာကိုဒီနေ့သတင်းတက်လာတယ်။เนาะအဲ့ဒီသူတို့ရဲ့လက်ထက်မှာမရှိတော့ဘူးပြီးသူတို့ထုတွေလက်ထက်မှာရှိတဲ့ခါကျတော့အဲ့ဒါကအစိုးရဘက်တွေဖြစ်တယ်ပါတယ်ညာတယ်မတရားမှုတွေပါတယ်ညာတွေနဲ့ပေါ့เนาะအကုန်လုံးသိမ်းပိုက်မယ်။เนาะဒီပြတော့အကုန်လုံးဖျက်ဆီးခိုင်းတယ်ဆိုတဲ့ဟာကိုဒီနေ့သတင်းမီဒီယာတွေမှာတွေ့ရတယ်။နောက်တစ်ခုကဒီကမ္ဘာမီဒီယာလောကရဲ့မြန်မာမီဒီယာလောကတွေမှာတကယ်เนาะလွန်မိုးထားတဲ့သတင်းမြန်မာနိုင်ငံရဲ့တော်လှန်ရေးတည်င်းကိုလုံးဝဖုံးနှွန်သွားတဲ့တည်င်းတစ်ပုံရှိတယ်။ မတာကနိုင်ငံတကာရဲ့တည်င်းဟိုတရက်နှစ်ရက်ကကိုကတော့ကိုရံမြောင်းနေပေါ့နော်ကိုရံမြောင်းနေမှာဆိုလို့ရှိရင်တော့ဒီအဲ့ဒီပြဿနာကပါလဲဆိုလို့ရှိရင်အီရန်နဲ့အစ္စရေးနော်အစ္စရေးနဲ့အီရန်ဆိုတော့သူတို့နှစ်ယောက်ကပထမဆုံးစတော့ဖြစ်တာကအစ္စရေးနော်အစ္စရေးကနေပြီးတော့ဒီအီရန်ရဲ့ပြင်းထန်တဲ့နျူကလ িয়ার ပြင်းထန်တွေကိုသွားပြီးတော့ပြစ်တယ်နော်ဖြစ်တယ်ဆိုတော့ဒီဟာကိုပြစ်တာကိုသူ့ရဲ့နောက်ခံမှာဘယ်သူရှိလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့အမေရိကရှိတဲ့အစ္စရေးနောက်ခံမှာနော်ဆိုတော့သူတို့နှစ်ယောက်ကမဟာမိတ်တွေဖြစ်တယ် ဆိုတော့အဲ့ဒါကြီးအဓိကအကြောင်းရင်းကပါလဲဆိုတော့အီရန်မှာနျူကလ িয়ার ရှိတယ်နှစ်စင်နှစ်တိုင်းကဘာကသူတို့ကိုပတ်စံသွားပေးရတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့ကအဲ့လိုမျိုးမလုပ်ဘူးဆိုလို့ရှိရင်သူတို့ကနျူကလ িয়ার လို့ထုတ်လို့မယ်မထုတ်လို့ရအောင်ဒီကဘာကလည်းဓာတ်ဆီချင်တယ်သူတို့ကနော်ဓာတ်ဆီချင်တဲ့ခါကျတော့သူတို့တောင်းတဲ့ဟာတို့လိုအပ်ချက်တွေကိုဖြည့်ပေးရတယ် agreement တွေလုပ်ပေးရတယ်စသဖြင့်တော့ချော့ရတာပေါ့ဒီပြရတော့သူတို့မထုတ်ချော့ရတယ်ဟိုကတော့ချော့ခံတယ်ချော့ခံလို့ရှိရင်တော့ okay မင်းတို့ data ပေးရမယ်ဆိုပြီးတော့အဲ့လိုမျိုးလုပ်တယ်ပတ်စံတွေက နော်တိမ်ပေါင်းမျောများစွာနှစ်ပေါင်းမျောများစွာအဲ့လိုမျိုးပဲလှုပ်ရှားနေတယ်ဒီကောင်ကနော်ဆိုတဲ့ခါကျတော့အခု Donald Trump ကဘူးနဲ့ပေါက်နော်ဘူးနဲ့ပေါက်ဖြစ်တဲ့ခါကျတော့အဲ့ဒါကိုလုံးဝနော်ပက်ဆန်တွေဆုံးရှုံးမှုတွေဖြစ်တယ်ဆိုတဲ့ဟာကိုသူကမြင်တယ်မြင်တဲ့ခါကျတော့မင်းတို့ဆွေးနွေးမလားမဆွေးနွေးဘူးလားမဆွေးနွေးဘူးဆိုလို့ရှိရင်ငါတို့အဲ့ဒီဟာကိုဖျက်သိမ်းတယ်တိုက်ဖျက်မယ်ဆိုတဲ့ဟာကိုအရင်အမောအရင်တော့ပြောတယ်ပြောပြီးတဲ့နောက်ပိုင်းမှာ Israel ကနေပြီးတော့ Iran ကိုဆက်ပြီးတော့တိုက်တယ်တိုက်တဲ့နေ့မှာပဲပုံချုပ်ပဲကြတယ်နျူကလ িয়ার ထုတ်လုပ်တဲ့လူ6ယောက်ကြတယ် တကယ်အကြီးတန်းအခုဆိုလို့ရှိရင်တော့ဒီစစ်ဘုချုပ်တွေအကြီးတန်းတွေเนาะအကြီးတန်းတွေစက်တယောက်ကြပြီပြည်သူလူထုအယောက်ပေါင်း400ကျော်เนาะ400ကျော်ဒီဂျေပြစင်မှုတွေရှိတာကိုကျွန်တော်တို့တွေ့ရမယ်ဆိုတော့အဲ့ဒါကိုနေပြီးတော့ American Parliament Parliament ဆိုပြီးတော့လူတွေကစိုးရိမ်နေကြတယ်အဲ့ဒီကြားမှာ Donald Trump ကဟုတ်မှာကနေဒါမှချင်ပါတဲ့ဒီ G7 ထိပ်တိအစည်းအဝေးကိုသွားတက်တယ်သွားတက်တော့အဲ့ဒီကနေပြီးတော့အခုပြင်းပြန်လာတယ်เนาะပြန်လာတယ်ပြန်လာပြီးမှတကယ့်လုံခြုံရေးမြေမြေလုံခြုံရေး အထုစီအဝေးတွေကိုနေပြီးတော့ဒီ secret သူတို့လှုပ်ဝဲချက်နော်တကယ်ဆွေးနွေးကြတယ်နော်အမေရိကမှာသူတို့ ਨੇ တကယ်ဆွေးနွေးကြတယ်ဆွေးနွေးပြီးတော့အဲ့ဒီမှာ Donald Trump ကပါပြောလဲဆိုလို့ရှိရင်တော့နှစ်ပတ်နောက်တစ်ပတ်အတွင်းမှာအမေရိကကပါဝင်မယ်မပါဝင်ဘူးဆိုတာသူတို့အတည်ပြုမယ်ဆိုပြီးတော့ပြောတယ်နော်နှစ်ပတ်လို့ပြောတယ်နှစ်ပတ်မကြောက်ဘူးနှစ်ရက်ပဲကြာတယ်နော်နှစ်ရက်ပဲကြာတယ်စပြီးတော့အမေရိကကစပြီးတော့တိုက်တယ်နော်စပြီးတော့တိုက်တယ်မနေ့ကပဲတတိယနေ့တော်တော်ဆူဆူငင်းငင်းကျွန်တော်တို့တက်လာတော့ကျွန်တော်တို့တွေ့ရလိမ့်မယ်ဆိုတော့အဲ့ဒါကတော့ နော်တကယ်အမေရိကမှာ true စီမံထုတ်လုပ်ထားတဲ့ဘုံအဲ့ဒါကပေါင်300ချည်ရဲ့နော်300ချည်ရဲ့အဲ့ဒါကလည်းတကယ်နိုင်ငံတကာမှာဘယ်နိုင်ငံမှာမှမရှိသေးဘူးနော်ပေါင်ချင်ပေါင်300ဆိုတော့အဲ့ဒီမှာသူ့ကိုတင်ဆောင်မဲ့ B2 လေးရံပြန်အဲ့ဒီ B2 လေးရံပြန်ကအရင်တို့ကနော်ထရန်တက်တုန်းကတခါဖြစ်ခဲ့ပူသေးတယ်နော်တခါဖြစ်ခဲ့ပူသေးတယ်အဲ့ဒီ B2 လေးရံပြန်ကစီးညီနောင်စီးလို့ပြောတယ်နော်အဲ့ဒါကိုပြန်သွားတာ အဲ့တော့တကယ်မြောက်ကိုရီးယားနဲ့ချမလို့လို့ပါမလို့နဲ့အမေရိကန်ဒီဂွန်တို့ပါလို့ဆိုရင်တော့အရေးပေါ်တော့မှတော့တကယ်ဟိုကမြောက်ကိုရီးယားပြစ်လိုက်ပြီးဟာအရေးပေါ်အိုအော်တွေဆွေးပြန်ပြီးတော့အဲ့ဒါမဟုတ်ဘူးဆိုတဲ့ဟာပြန်ပြောစသဖြင့်အဲ့လိုမျိုးဘီထုလျံပြန်အဲ့ဒါကလည်းနိုင်ငံတကာမှာမရှိဘူးเนาะဘီထုလျံပြန်ကဆိုတော့ပေါင်းသောင်းကုန်နေပြီးတော့တင်းဆောင်နိုင်တဲ့ဘီထုလျံပြန်6စီးပြန်ပြီးတော့အခုအီရန်ကနေပြီးတော့ဆောက်ရတိုက်တာเนาะအီရန်က ဒီနျူကလ িয়ার ပြစ်မှတ်တွေကိုပြစ်တာအခုသူတို့ဘာပြောလဲဆိုလို့ရှိရင်အခုဒုသမတစပ်လက်ချင်ညာနေเนาะညာတဲ့ဒီအီရန်နဲ့စပ်လက်တိုက်ပွဲဖြစ်တာမဟုတ်ဘူးဆိုပြီးတော့သူတို့ပြောတယ်เนาะငါတို့လောက်တာကအခုနျူကလ িয়ার တက်တိတ်ထုတ်လို့မယ့်နေရာတွေကိုလုံးဝဖြတ်စီးပြစ်တာဖြစ်တယ်လုံးဝပိုင်ဆိုင်ခွင့်မရှိရဘူးဆိုတဲ့ဟာကိုဒီနေ့ထုတ်ပြန်တာကိုတွေ့ရတယ်ဆိုတော့အဲ့ဒီမတိုင်မီမှာငါကသအမှဆိုလို့ရှိရင်အကုန်လုံးထိန်းချုပ်လိုက်ပြီငါတို့ထိန်းချုပ်လိုက်ပြီဆိုပြီးမှဒေါ်နယ်ထရန့်ပြောတယ်မင်းလည်းနဲ့ချပါเนาะအီရန်ရဲ့ကောက်ဆော့ခမေနီเนาะခမေနီကိုနေပြီးတော့သူ့ကိုပြောတယ် မင်းလက်နဲ့ချပါလက်နဲ့ချပါနော်လက်နဲ့မချဘူးဆိုလို့ရှိရင်မင်းဘယ်မှာရှိတယ်ဆိုတာဟာကိုငါတို့သိတယ်အခုလောလောဆယ်တော့မင်းကဘာမှမလုပ်သေးဘူးဆိုတဲ့ဟာကိုပြောတယ်ဒေါ်နယ်ထရန့်ကဆိုတော့ဟိုကလည်းတကယ်တုံးပြန်တယ်လုံးဝလက်နဲ့ချဆရာအကြောင်းမရှိဘူးငါသေရင်တော့မှအစင်သင်း၃ယောက်ကိုရွေးချယ်ထားပြီးပြီဆိုပြီးတော့သူတို့ပြောတယ်ပြောတော့မင်းနေရာနေပြီးတော့စပြီးတော့တိုက်တယ်နေရာ၃ခုကိုစပြီးတော့တိုက်တယ်ဆိုတော့ဟိုးမာနော်တကယ်ပင်လေပြင်ကနေပြီးတော့သူတို့အနီးကပ်ဆုံးနေရာမှာနေတယ်နေပြီးတော့အဲ့ဒီရေငုပ်သင်းဘောကနေပြီးတော့မစ်ဆိုင်း 30နဲ့ပြစ်တယ်ပြီးလို့ရှိရင်တော့ခုနက B2 လေးရင်ပြန်6စီပြန်တယ်ပြန်ပြီးတော့အဲ့ဒီမှာကျွန်တော်တို့တိုက်ခိုက်တာ7လုံးတိုက်ခိုက်တယ်ဆိုတော့အစ်ပေကတော့6စီဆိုတော့တစီမှာနှလုံးနှလုံးစီပါဝင်တဲ့ပုံစံဖြစ်နေတယ်နော်6စီကိုနေပြီးတော့7လုံးပြစ်တယ်နော်7လုံးပြစ်တယ်7လုံးပြစ်တာအဲ့ဒီ ဘုံကတကယ်ကဘာမှာဘင်းနိုင်ငံမှာမရှိသေးဘူးအဲ့ဒါကပန်ကာပန်ကာလို့ပြောတဲ့ခါမှာတကယ်အထက်ထမြင့်အောက်တွေမှာလုတ်ထားတဲ့ဟာကိုပြည့်ရမှာဖြစ်တယ်ဆိုတော့အဲ့ဒီဘုံကဘေးနေရာမှာမှမဖြစ်သေးဘူးအဲ့ဒါကပထမဆုံးအကျင့်ဖြစ်တာဖြစ်တယ်နော်အဲ့ဒီအီရန်ကိုပထမဆုံးဖြစ်တာနော်ဆိုတော့အဲ့ဒီမှာနတ်တင်နတ်တင်နေရာကိုနတ်တင်မြို့မှာရှိတဲ့အဲ့ဒီတန့်စင်တဲ့ဒီယူရိုနီယံတတုတွေကိုတန့်စင်တဲ့နေရာပေါ့နော်ဒီနေရာကိုတိုက်တယ်ပြီးလို့ရှိရင်တော့ဖန်ဟမ်မှာရှိတဲ့နျူကလ িয়ার တန့်စင်တဲ့နေရာတွေပေါ့နော်အဲ့ဒီနေရာတွေကိုတိုက်တယ်ပြီးလို့ရှိရင်တော့ photo เนาะ photo မှာဆိုလို့ရှိရင်တော့တကယ်အဲ့ဒီမှာတိုက်ရခက်ဆွန်းနေရဖြစ်တယ်အဲ့ဒါက photo ကဘီလိုနီယာမျိုးလဲဆိုလို့ရှိရင်တော့အီရန်ရဲ့တောင်ရှိတယ်เนาะအဲ့ဒီတောင်ရဲ့အောက်မှာဖောက်ပြီးတော့ပေပေါင်း300နဲ့တယ်เนาะပေပေါင်း300နဲ့တယ် အဲ့ဒီမှာသူတို့အထက်ထပ်ဘာနဲ့လောက်ထားလဲဆိုလို့ရှိရင်တော့တကက် distill တွေနဲ့လောက်ထားတယ်နော်အဲ့ဒါခါပါလောက်ထားတယ်လုံးဝဖောက်လို့မရအောင်နော်အဲ့လိုမျိုးလောက်ထားတယ်ပြီးလို့ရှိရင်တော့တကက်ကြောက်ပြားတွေကြောက်ပြားတွေနဲ့အထက်ထပ်ကာထားတာနော်ကာထားတာတကက်ဘုံတံကိုခန်းနိုင်အောင်ဒီနေရာကအခက်ဆုံးနေရာဖြစ်တယ်နေအဲ့ဒီ photo ကနော်ဆိုတော့အဲ့ဒီ photo ကိုနေပြီးတော့နော် ဖြည့်ဆည်းနိုင်တယ်နော်ဖြည့်ဆည်းနိုင်တယ်တကက် requirement လို့ပြောတယ်အဲ့ဒီဘုံတံတိုက်လို့ရှိရင်အဲ့ဒီနေရာကိုလုံးဝဖြည့်လို့မရဘူးဘယ်နိုင်ငံမှမှနော်အဲ့ဒီနေရာကိုဖြည့်လို့မရနိုင်ဘူးနော်အမေရိကတစ်ခုပဲဖြည့်လို့ရတယ်ဆိုတော့အမေရိကမှာ ဒီကမ္ဘာမှာရှိတဲ့နှမျိုးနဲ့တိုက်တဲ့အခုကနော် B2 နိုင်ငံတကာမှာမရှိဘူးအဲ့ဒါကရေတာဖြောက်ပဲနော်ရေတာဖြောက်ရေတာမမိဘူးနော်အဲ့ဒီ B2 လေးအမြန်ကဆိုတော့နိုင်ငံတကာမှာမရှိဘူးအဲ့ဒီလေးအမြန်နောက်တစ်ခုကဒီပေါင်ပေါင်သုံးသောင်းအလေးချင်ရှိတဲ့အဲ့ဒီဒီပံကားတွေကိုဖြတ်တဲ့ညအောင်ပံကားတွေကိုဖိုးဖြတ်တဲ့နေရာနော်အဲ့ဒီဘုံပါဆိုလို့ရှိရင်ကပါမှာမရှိဘူးနော်အဲ့ဒါနဲ့သူတို့ပြစ်တာဖြစ်တယ်ဆိုတော့အဲ့ဒီကိုပြစ်ခတ်မှုအဖြစ်တော်တော်ပြည့်စုံမှုတွေရှိတယ်အောင်မြင်မှုတွေရှိတယ်ပြည်ပြည်နဲ့နောက်ပြန်မှသူတို့ပြန်ထွက်လာတယ် သူတို့အီရန်ရဲ့လေချောင်းရံအပြင်ဖက်မှာသူတို့ရှိနေတယ်ဆိုတဲ့ဟာကိုလွတ်မြောက်နေမျိုးကိုရောက်သွားပြီလက်ပြတော့เนาะသူတို့ဝင်သွားတယ်တိုက်တယ်သူတို့ဘာမှမမြင်လိုက်ဘူးเนาะဆိုတော့ဒီဖက်ကဗီဒီယိုလေးเนาะကျွန်တော်တို့အီရန်ကအဲ့ဒီမှာတိုက်မိမှာအီရန်မှာရှိတဲ့เนาะဒီမြို့တော်မှာရှိတဲ့လူတွေเนาะဈေးတန်းလောက်ကိုထွက်တော့ဆိုပြီးမှဒေါ်နယ်ထရမ်ကပြောတယ်ဒီသူလူထုတွေတော်တော်ကိုထွက်လာကြတယ်ဆိုတော့အဲ့ဒီဗီဒီယိုဖိုင်လေးခဏလေးကြည့်ကြရအောင်เนาะဒီမှာဒီသူလူထုတွေထွက်တဲ့ဟာတို့အခုနကဒီဗီထုလင်ပြန်ပြန်တဲ့ဟာတို့ပြီးလို့ရှိရင်တော့ဒေါ်နယ်ထရမ်ကဒီပြည်ပြည်နဲ့နောက်ပိုင်းမှာဘလို့ ်မိချထားလဲဆိုတဲ့ဟာကိုကျွန်တော်တို့ခဏလေးကြည့်ကြရအောင်နော်ကပီတူလို့ထုတ်တယ်ပြေးတာပေါ့မြန်မာနိုင်ငံကပြည်သူလူထုတွေလိုပဲနော်တို့တို့လည်းပြေးလောခုကပါမှာအဖော်ရတာပေါ့အဲ့တော့စိတ်ဝင်စားကြတယ်ကပါမှာဘာပဲဆိုတော့ကပါတည်င်းမှာဆိုလို့ရှိရင်တကယ် Look at that Peter. Look at that UFO. Look at that airplane. Look at Bobo in the air. Look at the sky. Whoa. Look at Bobo. Look at the sky. Look at it. look at it. Oh my god. Wow. That's crazy. Dude, that is like a UFO, right? Thank you very much. A short time ago, the U.S. military carried out massive precision strikes on the three key nuclear facilities in the Iranian regime Fordo, Natanz, and Esfahan. Iran nuclear site နေရာတွေဖြစ်တဲ့ Fordo, Natanz နဲ့ Esfahan တို့ကို American ကလေကြောင်းကနေဝင်ရောက်တိုက်ခိုက်ပြီး Israel-Iran စစ်ပွဲမှာပါဝင်လာပြီးဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးသမ္မတ Donald Trump က မေရိကန်လေယာဉ်တွေအောင်မြင်တဲ့တိုက်ခိုက်မှုတွေပြုလုပ်ပြီးအီရန်လေပိုင်နက်ကနေထွက်သွားပြီလို့သူ့ရဲ့ X လူမှုကွန်ရက်စာမျက်နှာမှာထုတ်ပြောလာတာပါအီရန်အစ္စရေးတိုက်ခိုက်မှု၉ရက်မြောက်နေ့မှာအမေရိကန်ပါဝင်လာတာဖြစ်ပြီးဒီတိုက်ခိုက်မှုမတိုင်ခင်အီရန်ကအစ္စရေးဘက်ကိုဒရုန်းဒါဇင်ပေါင်းများစွာပစ်လွှတ်တိုက်ခိုက်ခဲ့ပါတယ်အခုတိုက်ခိုက်ခံရတဲ့နေရာ၃ခုဟာမြောက်ယူရေနီယံတပ်စင်ထုတ်လုပ်ရေးစခန်းကြီးတွေဖြစ်ကြပြီးတော့အစ်ဖာဟန်မြို့နာကစခန်းက တန့်စင်ပြီးသားယူရေနီယံတွေကိုတင်ဆက်ထားတဲ့နေရာလို့နိုင်ငံတကာသတင်းတွေကဆိုပါတယ်။ထရန့်ကတော့အီရန်နေနဲ့ငြိမ်းချမ်းရေးဖော်ဆောင်ရမယ်လို့သတင်းစကားပါလိုက်ပြီးမလိုက်နိုင်ရင်ပုံပြီးကြီးမားတဲ့တိုက်ခိုက်မှုတွေကိုနောက်ထပ်လှုပ်ဆောင်သွားမယ်လို့ပြောဆိုပါတယ်။ With all of that being said this cannot continue there will be either peace or there will be tragedy for Iran far greater than we have witnessed over the last 8 days remember there are many targets left Tonight's was the most difficult of them all by far and perhaps the most lethal. တဖက်မှာလည်းထရန့်ကအစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတာယာဟုကိုဂုံပြုစကားဆိုပြီးအစ္စရေးပေါ်ရှိနေတဲ့တင်းမာပြင်းထန်တဲ့ရန်ကိုဖယ်ရှားနိုင်ခဲ့တယ်လို့ကြွေးကြော်ပါတယ်။ကျွန်တော်ထရန့်ကတော့သူရအောင်ပွဲတော်တော်ကိုအားရကျင်နေဆိုဖြင့်ကျွန်တော်တို့ပြောတာတွေ့ရမယ်။ပြီးလို့ရှိရင်တော့အစ္စရေးရဲ့ဝန်ကြီးချုပ်ကိုလည်းပဲနော်တော်တော်ကိုချီးမွမ်းပေးတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်။ဒါကတော့ကပတ်တင်းပေါ့နော်ဒီနေ့တက်တိတ် အတင်းမီဒီယာလော့ကောမှာနှောင်းချုံထားတဲ့တင်တဲ့ပုံဖြစ်တယ်။နောက်တစ်ခုကကရင်ပြည်နယ်ကော့ကရိတ်မှာဆိုလို့ရှိရင်တော့ဒီဂျုံတို့လမ်းမှာเนาะတိုက်ပွဲဖြစ်တယ်။အဲ့ဒီမှာဒုတိုင်ရဲမှုရဲ့တိုင်ရဲမှုရဲ့ဒုတို့နှစ်ယောက်ပြင်းထန်တာရရတယ်။ပြီးလို့ရှိရင်တော့စက္ကဆာအယောက်ပေါင်း30တည်တယ်အဲ့ဒီမှာเนาะ။နောက်တစ်ခုကဒီရှမ်းမြောက်မှာတအောင်းနေမြေမှာပေါ့เนาะတအောင်းနေမြေမှာ BPLA ရဲ့နော်ဒီအပတ်စဉ်ကိုတင်နိုင်ကိုဆင်းတယ်ဆင်းတဲ့ခါကျတော့အဲ့ဒီမှာကျွန်တော်တို့ AUG ရဲ့ဒီဇိုဇွာဆိုးလဲအဲ့ဒီမှာတက်တယ်ပြီးလို့ရှိရင်တော့ ကျွန်တော်တို့ TNLA ရဲ့အတွေ့အမုံပို့ချုပ်တာဖုံးကြော်လိုက်တက်တယ်ပြီးလို့ရှိရင်တော့ဒီမောင်ဆုံးခဒီ BPLA ရဲ့တကယ်နောက်ဥဆောင်ဥရနော်ထိဒီကောင်းဆောင်နော်အဲ့တူတူရောက်တက်တယ်ပြီးလို့ရှိရင်တော့ဒီ KNDF ရဲ့ဒူဥက္ကဋ္ဌကွန်ပီ2တို့ပါတို့တက်တယ်အဲ့ဒီမှာအများကြီးပါပဲနော် ABSDF တို့ကောင်းဆောင်တို့အများကြီးတက်တယ်အဲ့ဒီမှာကွန်ပျူတာတွေပေါ့နော် BPLA ကိုတော်တော်ကိုအဲ့ဒီမှာဒေတာရှင်းပွဲမှာသူတို့သွားတာကိုတွေ့ရတယ်ထူခြားမှုတွေကအဲ့ဒီမှာပါလဲဆိုလို့ရှိရင်တော့ခုနကအယုံကြည်ရဲ့ဒီကျမရေးဝန်ကြီးနဲ့ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေဆိုလေးတက်တယ်ပြီးလို့ရှိရင်တော့ TNL ရဲ့မင်းမူ ဟိုချုပ်တောက်ဖုံးကျော်တို့ဘာတို့တကယ် compute through တို့ဘာတို့ဆိုတာတကယ်နာမည်ကြီးတဲ့လူတွေဖြစ်တယ်အဲ့ဒီမှာ compute လေဆိုတဲ့ဟာကိုတွေ့ရမှာဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့ငဖဲမျိုးထဲမှာရှိတဲ့ဒီနတ်ရဲ့ compute ဟာ concatenation ခုနေပြီးတော့ PDF အချုပ်ကနေပြီးတော့အဲ့ဒီမှာ think ပိုက်လိုက်တယ်ဒီရောက်သေးတယ်ပြီးလို့ရှိတော့စစ်လျောက်ကိုဖန်ဆီးရမိတယ်နောက်တစ်ခုက Apple Apple company ကထုတ်လုပ်တဲ့ Apple တိုင်းမှာပါတယ်အဲ့ဒီ series ဆိုတာเนาะအခုအရင်တော့ AI AI လို့နာမည်ကြီးခင်မှာဒီ series ဟာဆိုလို့ရှိရင်အကောင်လုံးခိုင်းလို့ရတယ်ဖုန်းခေါ်ခိုင်းလို့ရတယ် website တို့ကို share ခိုင်းလို့ရတယ်ကြိုက်သလိုလုတ်ခိုင်းလို့ရတယ်အဲ့ဒီမှာเนาะကျွန်တော်တို့ phone ခေါ်ခိုင်းလို့ရှိလဲသူ့ကိုခေါ်ခိုင်းလိုက်ဒီ Facebook တို့ဘာလို့ဖွင့်ခိုင်းလို့ရှိလဲသူဖွင့်တာပဲเนาะ YouTube တို့ဘာလို့ကြိုက်တဲ့ဟာ share ခိုင်းလဲ website တွေသူပြောတာနဲ့အကုန် share ပေးတယ်အဲ့ဒီ mini တွေဘာလို့မမေးမသိတဲ့ဟာတွေမေးတယ်ဆိုလို့ရှိရင်လဲသူအကုန်ဖြေတာပဲအဲ့ဒီမှာစကားပြောလို့ရတယ်သူကအခြေတဲအဲ့လိုမျိုးစကားပြောလို့ရတယ် Siri ကဒီ Apple မှာထည့်ထားတယ်เนาะအခု AI ပေါ်လာတယ်เนาะ AI နဲ့ဒီ Siri ညာဆိုလို့ရှိရင်တော့ဒီပေါင်းဆက်ဖို့အတွက် ဒီအချိန်ကိုအတိအကျမပြောထားဘူးเนาะအဲ့ဒီမှာကြာချင်းကိုမပြောထားတဲ့ခါကျတော့အဲ့ဒီမှာဒီ share တွေကတော်တော်ကြာဆင်းသွားတယ်။အဲ့ဒီမှာ share ဝင်တဲ့လူတွေကအခု Apple company ကိုတရားစွဲတယ်ဆိုတဲ့ဟာကိုလည်းတွေ့ရမယ်။နောက်တစ်ခုကကျွန်တော်တို့ NLD ရဲ့เนาะအဖွဲ့ဝင်တွေကဆိုလို့ချင်းဆက်ကဆက်ဖန်စီထားတာမဲမတမာမှုတွေပါတွေ့နေတယ်။နောက်အဲ့ဒီမှာတကယ်နောက်နာမည်ကြီးတဲ့အသက်ကြီးတဲ့လူကြီးပဲเนาะအဲ့ဒီမှာဆိုလို့ချင်းတော့ Offset Suit ဆိုလို့ရှိရင်တော့တဲ့ဟာဆိုလို့ချင်း80ပြည်ပြီးမြန်မာ ONT ဆိုလို့ရှိရင်တော့80နဲ့၄နဲ့ရှိတယ်။ နာဂနာယကပေါ့နော်အခု NDD ရဲ့နာနာယကဖြစ်တယ်ပြီးလို့ရှိရင်တော့83နှစ်ဦးဝင်းမြင့်ပေါ့နော်သမဏဦးဝင်းမြင့်ပြီးလို့ရှိရင်တော့ခင်ပြင်းရဲ့ဝန်ကြီးချုပ်နဲ့ခင်ထွေးမြင့်ကလည်းခင်ပြင်းရဲ့ဝန်ကြီးချုပ်ပဲနော်အဲ့ဒါကအသက်90เนาะအဲ့ဒါကမာလာကအကုန်လုံးတင်းကျုံပြီးတော့ဒီလိုလူကြီးတွေကိုဒီနေ့ထက်ထီထောင်ထဲမှာထိထားနေလုံးပဲဆိုတဲ့ဟာကိုတွေ့ရတယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ area မှာရှိတဲ့ UK ရဲ့တန်ယုံမှာရှိတဲ့တန်အမတ်တွေကအကုန်လုံးပြန်ခေါ်တယ် ါဒါကပါလို့ဆိုလို့ရှိတော့ချူတင်ကာကွယ်မှုတွေလုပ်တဲ့အနေနဲ့ပြန်ပြီးတော့ဘီဒင်ကနေပြီးတော့အပြန်ခေါ်တဲ့ပရီတင်ရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနကကျွန်တော်တို့ဒီနေ့ထုတ်ပြန်တာကိုတွေ့ရတယ်။နောက်တစ်ခုကကျွန်တော်တို့ရှမ်းမြောက်တင်ဒီမြို့မှာဆိုလို့ရှိရင်တော့ MND ရဲ့ထိန်းချုပ်ထားတဲ့အဲ့ဒီနေရာဒီမှာပြည်သူပိုင်းတွေကိုနေပြီးတော့ဒီမြေတွေကိုသိမ်းတယ်သိမ်းပြီးတော့အတင်းအဓမ္မပါတွေစိုက်လို့ဆိုလို့ရှိရင်တော့ထိရှိမပြောလို့စိုက်တယ်ပြီးလို့ရှိရင်တော့ကြံတွေစိုက်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်ဒီပေတော့သူတို့အတွက်နောက်ဖွဲ့စည်းလေးပတ်ဖို့အတွက်ပြည်သူတွေရဲ့ ဒီလင်းကြီးတွေကိုတင်းတာဆိုတော့မအလာဒိုလေးလေးဒီလိုပဲเนาะပြည်သူပိုင်းလင်းကြီးတွေကအကုန်တင်းသူတို့လုတ်ချင်အောင်လုပ်တာပဲကျွန်တော်တို့ဒီကြောက်တော်တို့ဘာလို့ဆိုလို့ချင်တာတရားဆက်တွေပါလို့ရှိတယ်အဲ့ဒီနေမြေတွေတရားဆက် area ဆိုတော့အကုန်တင်းတာเนาะအဲ့ဒါကိုပြည်သူလူတို့အဲ့ဒီပိုင်ရှင်ကိုပြင်ခါရတယ်เนาะလေတွေကိုအဲ့လိုမျိုးလုတ်တာပေါ့เนาะဆိုတော့လက်နဲ့ကြိုင်တွေကတော့ဒီလိုပဲသူတို့ကတော့ပြည်သူလူထုတွေကိုတော့ခြိုက်တယ်လို့လုတ်တာပဲနောက်တစ်ခုကဘာလဲဆိုလို့ရှိရင်တော့ဒီ ARD တိုင်းဟင်းတရခရိုင်လင်းမြေနာမှာဆိုလို့ရှိရင်ចောင်းပေါင်း16ចောင်းပိတ်လိုက်ရတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီမှာဆရာဆံမတွေက စေပြေးနေရတယ်နော်အဲ့ဒီစေပြေးချောင်းတွေအဖြစ်နဲ့သူတို့ကမြို့တွေမှာတင်းချောင်းနေတဲ့ခါကျတော့အဲ့ဒီစာတင်ချောင်းပေါင်း6ချောင်းလုံးနေပြီးတော့အကုန်လုံးပိတ်တင်းရတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဘာဖြစ်ဆိုတော့အဲ့ဒီဖက်မှာအေးရဲ့ထိုးစစ်ဒါဆိုလို့ရှိရင်အဲ့ဒီဖက်မှာအချိန်မြင့်နေတယ်နော်အဲ့ဒါကြောင့်အဲ့ဒီလေးမျက်နှာငွေမြင့်ရဲ့အနောက်ဖက်ချမ်းကျောင်းပေါင်း6ကျောင်းကိုပိတ်လိုက်ရတယ်ဆိုတဲ့ဟာကိုဒီနေ့တတိယမီဒီယာတွေမှာတွေ့မှာဖြစ်တယ်ဆိုတော့ဒီနေ့ဂျော်လာ23ရက်နေ့မှာတတိယမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်က Subscribe ကိုနှိပ် ခါလုံးကနေပေးချာပဲကျွန်တော်ဗီဒီယို